ထိုင်းမြန်မာနယ်စပ်ကရင်ပြည်နယ်လှိုင်းပွဲမြို့နယ်မေလာကျေးရွာအနီးကမော်ခွေးလူစစ်တပ်စခန်းကိုမေလာ15ရက်နေ့မနက်ပိုင်းကစပြီးကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ဦးဆောင်တဲ့ပူပေါင်းဖွဲ့ကစတင်တိုက်ခိုက်နေပြီလို့နယ်စပ်သတင်းအရင်းမြစ်တွေကတလွင်ထိုင်းမှုပြောပါရယ် KNL ဦးဆောင်တဲ့ပူပေါင်းတပ်ဟာမေလာ6ရက်နေ့မှာလှိုင်းပွဲမြို့နယ်ထဲကတခေါပီခွေးစစ်တပ်စခန်းမေလာ73ရက်နေ့ကတာလဲဘျူအာစခန်းတို့ကိုတိမ့်ပိုင်နိုင်ခဲ့ပြီးတဲ့အခါမှာတော့မေလာ73ရက်နေ့က တာလဲဗျူဟာစခန်းတို့ကိုတင်ပိုင်နိုင်ခဲ့ပြီးယခုအခါမှာတော့မဲလာစခန်းမော်ကွေးလိုစခန်းကိုဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေခဲ့တာဖြစ်ပါတယ်။မဲလာရွာအနီးကမော်ကွေးလိုစခန်းတိုက်ပွဲကြောင့်မဲလာရွာအပါဝင်အနီးနားတစ်ဝိုက်ကျေးရွာတွေကဒေသခံ၄၀၀ကျော်ဟာနေဆက်တောင်ရင်မြစ်ကိုဖျက်ကူးလာပြီးထိုင်းနိုင်ငံနဲ့စစ်ပေးဆောင်ရောက်ရှိလာတဲ့အတွက်ထိုင်းနယ်စပ်အာဏာပိုင်တွေကကုညီနေရာချထားပေးထားတယ်လို့ထိုင်းစစ်တပ်ကသတင်းထုတ်ပြန်ထားပါတယ်။တာလဲဗျူဟာစခန်းတိုက်ပွဲတုန်းကစစ်ကောင်စီတပ်ဟာ လေဆောင်ကနေနေစဉ်ရက်ဆက်ဘုံကျဲတိုက်ခိုက်မှုတွေကြုလုံနေတဲ့အတွက်တာလဲရွာတွင်ဒေသခံတွေရဲ့နေအိမ်အများအပြားပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ဒေသခံပြည်သူအများပြားဟာလည်းထိုင်းဗတ်ချံကိုထွက်ပြေးသွားခဲ့ရတာပါ။နေဆက်ဒေသတိုက်ပွဲကြောင့်ထိုင်းစစ်တပ်ကလည်းနေဆက်တခြားကိုလုံခြုံရေးတိုးမြင့်ထားပြီး24နာရီပတ်လုံးစောင့်ကြည့်နေရလို့ထိုင်းစစ်တပ်ရဲ့သတင်းထုတ်ပြန်ချက်တွေမှာဖော်ပြထားပါတယ်။2025ခုနှစ်ထဲမှာ KNU တပ်မခွနဲ့နေမြေတဲ့စစ်ကောင်စီတပ်စခန်းတွေဖြစ်ကြတဲ့ ်ဦးလူသူခလဲတဲ့တခေါ်ဗီခွေမော်ဖားသူတားလဲပြူအားစခန်းတို့ကို KNL KNDO ပူပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့တယ်လို့ပြီးခဲ့တဲ့နှစ်2024နှစ်ကုန်ပိုင်းတို့ကလည်း KNU ဘိုးဌာနချုပ်ဟောင်းမာနေဘလောဒေတာကိုပြန်လည်သိမ်းပိုင်နိုင်ခဲ့ပါတယ်